ကျွန်တော်တို့မြန်မာလူမျိုးတွေမရှိမဖြစ်စားသုံးကြတဲ့ဟင်းသီးညွက်တွေထဲမှာကော်ဗစ်ဒုက္ခထိတ်ဆုံးကနေပါဝင်ပါတယ်။ဈေးလဲရှူရဲ၊ချက်ပြုတ်ရတာလဲဝယ်ကူရဲ၊အဟားတံမိုးလဲရှိတယ်လို့အားလုံးကယုံကြည်ကြတာပဲမဟုတ်ဘူးလားခင်ဗျာ။ဒီလိုအရသာရှိပြီးကျန်းမာရေးအတွက်ကောင်းမွန်လာပါလေဆိုတဲ့ကော်ဗစ်ဒုက္ခကိုမတော်တဆစာမီလိုက်လို့မမျော်လင့်တဲ့ နောက်ဆက်တဲ့စုကြူတွေရင်ဆိုင်နေရတဲ့သူတွေမြန်မာပြည်မှာတကယ်ရှိနေပါတယ်ဆိုတာကိုဒီနေ့ပြိုလေးမှာ ကော်ဗစ်ဒုက္ခကို စိတ်ကြိုက်စားသုံးခြင်းဟာကျန်းမာရေးကိုအကြီးကျယ်ထိခိုက်စေနိုင်တယ်လုံးဝရှောင်သင့်တဲ့ဒါမှမဟုတ်တတိထာပြီးစားသုံးသင့်တဲ့လူဆက်ငါမျိုးအကြောင်းကို အသေးစိတ်ဖော်ထုတ်ပြီးတော့မှဖြစ်ပါတယ်ဒါကြောင့်သင်တဲ့သင်းမိသားစုဝင်တွေဒီဆက်ငါမျိုးတွေမှာပါဝင်နေလားမပါဝင်ဘူးလားဆိုတာကို သေချာသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုတစ်စက္ကန့်လေးမှ မလွတ်တမ်းအဆုံးထိကြည့်ရှုသွားဖို့အရေးကြီးပါတယ်။ကိုရှိခင်ရတဲ့သူတွေကိုကောက်ွယ်ဖို့အခုပဲစားလိုက်အောင်ခင်ဗျာ။နံပါတ်၁တိုင်းဟော်မုန်းမညီမြသူများသို့မဟုတ်လေဘင်းကြီးယောဂါရှိသူများကော်ဗီဒုံးမှာ grind to gen ဆိုတဲ့ဗက်စင်ပါပါတယ်။သူကတိုင်းဟော်မုန်းထုတ်လုပ်မှုကို အားနေစေတယ်။တိုင်းအားနေတဲ့သူတွေ လေပင်းကြီးယောဂါရှိတဲ့သူတွေအလွန်အမင်းမစားသင့်ဘူးဒါပေမဲ့စိတ်မပူပါနဲ့ချက်ပြုတ်ပြီးစားရင်ဒီဓာတ်တွေအတိုင်းတာတစ်ခုထိညှော့နေသွားပါတယ်နံပါတ်1ပြူကျဲစီပါဖော်ရင်တောက်သုံးနေရတဲ့သူများကော်ပီတုပ်မှာဗီတာမင် K အများကြီးပါဝင်နေဗီတာမင် K ကသွေးခဲစေတဲ့တပါသွေးကျဲစီတောက်နေရတဲ့သူတွေရုပ်တရက်အများကြီးစားမီ ီတာမင်ခေများလာပြီးသွေးကျဲစေးအာနိဒင်ကို ရောကြစေနိုင်တဲ့အတွက်အသက်အန္တရာယ်ရှိပါတယ်။နံပါတ်3ကြောက်ကမကောင်းတဲ့လူများကြောက်ကအားနည်းတဲ့သူတွေအနေနဲ့ကော်ဖီတုံးမှာပါတဲ့ပိုတက်ဆီယမ်မြင့်မားမှုကပြဿနာဖြစ်စေနိုင်တယ်။ပိုတက်ဆီယမ်နဲ့စုပြုံပြီးနှလုံးကိုမမှန်နာစားတဲ့ဆိုးကျိုးတွေဖြစ်စေနိုင်လို့ဆီယံဝင်နဲ့တိုင်ပင်ပြီးမှ ပမာဏကန့်သက်ပြီးစားသုံးလို့ရပါတယ်။နံပါတ် အစာရင်အရှင်ပေါက်ယောဂါခံစားနေရတဲ့သူများကော်ဗစ်တော့မှာရာဖီနိုဆိုတဲ့ကက်ဆီဒက်တစ်မျိုးပါဝင်ပါတယ်။သူက ဥထဲမှာဘက်တီးရီးယားတွေနဲ့တွေ့ရင် အရှင်ပေါက်ပြီးလေပွတာ။မိုင်အယ်ဒါတွေဖြစ်စေနိုင်ပါတယ်။အစာရှင်စနစ်အားနည်းတဲ့သူတွေအထူးတတိထားပါ။နံပါတ်5တဲကြည့်အိမ်မှာကြောက်တဲ့နေသူများလေပွတတ်တဲ့ကော်ဗစ်တော့ကတဲကြည့်အိမ်ကိုပို့ပြီး ညစ်အားပေးရရောက်လို့နာကျင်မှုကိုဖြစ်စေနိုင်တယ်။တဲချစ်အေးကြောက်ရှိတဲ့သူတွေအစာချစ်ဖျက်ခတ်တဲ့အစာစာတွေလိုပဲခြောက်နှင်းပါတယ်။နံပါတ်၆အစာရှိလမ်းကြောင်းပိတ်ဆို့မှုရှိသူများကင်းစာကြဝယ်ဖြစ်ဖြစ်အခြားအကြောင်းကြဝယ်ဖြစ်ဖြစ်လမ်းကြောင်းပိတ်နေတဲ့သူတွေဟာအမြင်တတ်များတဲ့ကော်ပီတောက်လိုမျိုးအစာအစာတွေစားမင်းပိတ်ဆို့မှုကိုပိုဆိုးစေနိုင်လို့လောဝါချောင်းညင်ရပါမယ်။ နံပါတ်9ဘိုက် SMB ဖြစ်ရသူများငါအလွယ်တကူအောက်တဲ့လေးပွားတတ်တဲ့သူတွေအတွက်ကော်ဗီဓာတ်ကအမြဲတမ်းစိန်ခေါ်မှုတစ်ခုလိုပါပဲပမာဏနဲ့နည်းနည်းစပြီးစမ်းသပ်ကြည့်ပြီးမှခနာကိုလက်ခံနိုင်မှတိုးစားပါလို့အကြံပြုချင်ပါတယ်နံပါတ်10 no time meeting များ အထူးသဖြင့်ခလေးငယ်များမိခင်ကကော်ဗီတို့အများကြီးစားမီမိခင်တို့ကနေတက်စစ်ခလေးစီရောက်ပြီး ခလီးငယ်လေးတွေဘိုင်အောက်ကလေပွားတာတွေဖြစ်စေနိုင်ပါတယ်။ခလီးလေပွားနေရင်မိခင်ရဲ့အစာတောက်ကို ပြန်စစ်ဆေးကြည့်ဖို့လိုပါတယ်။နံပါတ်5ကော်ဖီစိမ့်ကိုသွေးအားနဲ့ယောဂတင်မြောင်းတိုင်းချောက်ဖြစ်တဲ့သွေးအားနဲ့ယောဂရှိတဲ့သူတွေကော်ဖီအစိမ့်ကို ရှောင်ပါ။အစိမ့်မှာပါတဲ့ဓာတ်ပေါင်းတွေကအိုင်အိုဒင်းစောက်ယူမှုပိုတရားမှုရှိလို့ယောဂကို ပိုဆိုးစေနိုင်ပါတယ်။ ချက်ပြုတ်ပြီးသားဆိုရင်တော့စိတ်ပူစရာမရှိပါဘူး။နံပါတ်၁၀စီလန်းကျောင်းမှာကျောင်းတည်နေသူများကော်ပီတော့မှာအော်ဆိုလိုက်တဲ့ပါဝင်ပါတယ်။ဒီဓာတ်ကစီကျောက်တည်နေတဲ့အဓိကတရားခတ်တစ်ခုပါ။ကျောက်တည်မှုတဲ့သူတွေလက်ရှိကျောက်တည်နေတဲ့သူတွေအလွန်အမင်းစားသုံးတာခြောက်ညင်နေမှာလေ။နံပါတ်၁၁ပန်ခရီးယားယောဂရောင်ရမ်းနေသူများပန်ခရီးယားရောင်ရမ်းနေချိန်မှာကော်ပီတော့လိုလေပွားစေတတ်တဲ့ အစားအစာတွေကပန်ခရီးယားအပေါ်ဖိအားပေးနိုင်လို့ယောဂအရှိန်တွေကို ပို့ဆိုးစေနိုင်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးရှောင်ကြဉ်ရပါမယ်။နံပါတ်7ကော်ဖီထုတ်စားပြီးအဆစ်အမြစ်ကတ်ခဲမှုဖြစ်တတ်သူများကော်ဖီထုတ်စားပြီးအဆစ်အမြစ်တွေကတ်ခဲနာကျင်တယ်လို့ခံစားရတဲ့သူတွေအနေနဲ့စမ်းသပ်ကြည့်ပြီးရှောင်ကြဉ်နေပါလေ။တရှို့တော့လေးလာချက်တွေကအဆစ်ရောင်ရမ်းမှုကို အားပေးနိုင်တယ်လို့ ဆိုထားပါဗျ။နံပါတ်7ခွဲစိတ်ကုသမှုခိမ်မဲ့သူများအေးကြီးပါဗျ။ခွဲစိတ်မှုမတိုင်မီအနည်းဆုံးနှစ်ပတ်ကြိုပြီးဂောဘီဒုတ်စာရာပြထားတင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂောဘီဒုတ်ကသွေးခဲမှုကိုတက်ရောက်မှုရှိပြီးခွဲစိတ်မှုအတွင်းနဲ့ပြင်းနောက်ပိုင်းမှာသွေးထွက်နိုင်ခြင်းကို မြင့်တက်စေနိုင်လို့ပါပဲ။ဒါဆိုရင်ဂောဘီဒုတ်စာလို့မတင်တော်တဲ့လူ73မျိုးအကြောင်းကို အားလုံးအသေးစိတ်ပြုသွားပြီလို့ထင်ပါတယ်။ဒါပေမဲ့တတိထားရမယ့်အချက်ကဒီစရင်ထဲမှာ ခမားပါနေလို့ဆိုပြီးလုံးဝစိုးရိမ်ပူပန်သွားစရာတော့မလိုပါဘူးနော်။စေပညာရဲ့အရှိကံသဘောတရားကပမာဏပါပဲ။အနှဲငယ်စားတာနဲ့အများကြီးစားတာကတရားမှုမတူပါဘူး။ဒီပြုလေးကပညာပေအတိပညာပေရွေချက်တတ်တတ်ပါပဲ။ကို့မှာကျမ်းမာရေးအရှိန်တွေတခုခုရှိခဲ့ရမယ်ဆိုရင် ဆရာဝန်ဒါမှမဟုတ်ကျမ်းမာရေးပညာရှင်နဲ့တိရှာတိုင်မြင်ပြီးမှကော်ပြီးတော့စာသုံးမှုဆုံးဖြတ်တင်ပါတယ်။ဒီပြူလေးကနေကို့အတွက်အကျိုးရှိတဲ့ဗဟုသုတတွေရသွားတယ်လို့ယုံကြည်ရင်လိုက်ရင် share လေးလုပ်ပေးထားကြပါဦးခင်ဗျာ။ Subscribe လေးပေးထားမှုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။